အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာချင်းမင်းဝေရေးသားတဲ့လူတွေလမ်းတွေအလုတ်ကင်တွေနဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတဲ့စာအုပ်ရဲ့အပိုင်းနှစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ လန်းတွေအလုတ်ကင်တွေနဲ့ပတ်သက်ရာပတ်သက်ကြောင်တွေအပိုင်းနဲ့ပိုင်းပိုင်းဒီကောင်နဲ့စသည်တာက ကိုကိုငတန်ချောင်းငတန်ကဂီတာသမားဂီတာတီးတော်တော်ကောင်းတော့သူကခြားတိတ်တွေကချက်ကြတယ်လာလာခေါ်တတ်ကြတယ်ကံပေါင်းမှာဂီတာသွားတီးတာဖြစ်ဖြစ်သူတို့တငယ်ချင်းတွေစုပြီးတခုခုလောက်ကြရင်ပဲဖြစ်ဖြစ်ဒီတိုင်း ဘာကိစ္စမှမရှိဘဲနဲ့လဲဂီတာဝိုင်းဖွဲတချင်းဆိုကြရင်ပဲဖြစ်ဖြစ်သူကမပါမဖြစ်ပဲသူကအတိလေးအရွက်လေးနဲ့တော့ပြုစုပေးရတာပေါ့အဲ့ဒီသူနဲ့ခင်နဲ့ကောင်းလေးတွေအုပ်စုထဲမှာပိုင်ပိုင်ပါလာတာဒီကောင်းလေးကပတ်စံရှိတဲ့မိသားစုတွေကပဲတော်တော်ချမ်းသာတယ်ဒါပေမဲ့ကိုနဲ့စခင်တဲ့အချိန်မှာဒီကောင်းတွေမိသားစုကစီးပွားပြန်နေပြီ သူ့အမေယောဂတဲ့ကြောင့်ကတကြောင်ဒီကောင်အသုံးဆွဲကျန်းတာတွေကြောင့်ကတကြောင်ပေါ့ဒီကောင်ဆေးလဲတော်တော်သုံးတတ်နေပြီဒီကောင်နဲ့တွဲပြစ်သွားတာကကလက်သွားတာကြောင့်ဒီကောင်ကကလက်ကိုနေတိုင်းသွားတယ်လုံကြုံရေးကစပြီးပုံမှန်လာခဲ့နေကြအချောက်တွေဇရာတွေအထိဒီကောင်နဲ့မတိတဲ့သူမရှိဘူးအဲ့ဒီရပ်ပိုင်းတွေမှာကိုဟာညဘက်မဲ့တဲ့ယောဂဖြစ်နေတဲ့အချိန်ကြောင်ဖတ်ပြီး အဲ့လိုမရတာဆိုရင်ပုံမှန်ပဲတုံထားတဲ့အချိန်တွေကြောင့်ရင်နာမည်ပြည့်ရှိတဲ့ကောင်းတွေကိုလိုက်စိတ်နေတယ်ဆိုတဲ့သတင်းတွေကြောင့်ရင်ညဘက်တွေဆိုရင်ဇက်ွက်တဲကနေရှောင်းနေခြင်း ਨੇ အဲ့ဒီတော့တညာလုံးအချိန်ဖြုံးဖို့ကကလက်သွားတာပဲဒီကောင်ကကလက်အပိုင်းစားနဲ့ဖော်ရရအောင်အစစအရာဂူကြီးပစံနဲ့ကျန်တာက ကိုဆိုင်ပေါ်အဲ့ဒီအချိန်တုန်းကအခုအခန်းငါပေးထားတဲ့စောနဲ့မတွေ့သေးဘူး ကိုမရေအိမ်မှာကိုနေနေတဲ့အချိန်ကိုမကလည်းကိုမဟုတ်တာတွေလုပ်နေတယ်ဆိုတာသိပေမဲ့မောင်းဆိုတဲ့တန်ရောက်ခြင်းနဲ့မပြောဘူးသတိချဖို့လောက်ပဲ အမြဲတမ်းသတိပေးတယ်ညနေပိုင်းဆိုအိမ်ကိုပိုင်ပိုင်ရောက်လာပြီကိုတို့မောင်းတင်ကြတယ်ရောက်တင်တဲ့လောက်ရောက်ပြီဆိုရင်အဝတ်စားလဲအတိုင်းတွေပါတွေတေချာအတွင်းကန်ပေါင်းမိကြတဲ့ကိုစီထက်စောပိုးအိတ်ထက်လမ်းကြောင်းတုတ်ထက် ပစ္စည်းပစ္စယတွေထည့်ပြီးကလပ်ကိုသွားကြရောဟိုရောက်ရင်ကြောပွေးကိုကောင်တာမှာအပ်ထားခဲ့ပြီး အထဲကိုဝင် အထဲကိုရောက်ရင် လုံချုံရေး၂ယောက်၃ယောက်ဖို့မုံဖို့ပေးလိုက်တယ်ကိုလိုရှိနေတဲ့နာ လူသိမ့်မုံအောင်စောင့်ကြည့်ပေးဖို့ကလပ်ထဲမှာပိုင်ပိုင်ကောင်လေးတွေလည်းရှိတယ်အဲ့ဒီကောင်လေးတွေကိုခေါ်ပြီးအနောက်ဘက်လေကားမှာအတိုင်သွားပါကြတယ်ဒီကောင်လေးတွေကလည်းဖွာပြီးရင်အေးစေပဲ။ ကကြရန်ရှိတာက လူကြည့်ကြရန်ရှိတာကြီး sorry အများကြီးနဲ့လဲတွဲပြတဲ့အတော်များများကတော့ဇရာတွေပိုင်ပိုင်က ကို့အကြောင်းနည်းနည်းပြောပြထားတော့ဒီကောင်လေးတွေရောဇရာတွေကပါကို့ကိုရှိန်နေကလက်ထဲမှာ ကိုတို့လမ်းကြောင်းမဖြစ်ဘူးဒီနေရာမှာလှုပ်ရှားနေတဲ့ကောင်တွေရှိပြီသားသူများနေမြေမှာကိုတို့လှုပ်လို့မရဘူးစီထားရတယ်စီမထားရင်ဒီကောင်တွေက ကိုတို့ကိုတို့လိုက်ကြမှာ ဇရားတွေနဲ့ရှုပ်နေတဲ့အကြောင်းတော့အဲ့ဒီကလမ်းကြောင်းပြနေတဲ့ကောင်တွေတည်တယ်။ဒီကောင်တွေတဲကတချို့ကောင်တွေကဟိုအရင်တုန်းကကိုဆရာကြီးရဲ့အမှုတွေတွေဒီတော့ကိုကိုစောင့်ရှောက်ကြတယ်။သူတို့နေမြေထဲမှာငါလုံးဝထိခိုက်မခံဘူး။ကိုကိုလည်းသူတို့တွေ့တာနဲ့ခေါင်းဆက်ဆက်ကလေးညှိမ့်ပြပြီးနှုတ်ဆက်လိုက်တယ်။တယောက်ကိုတယောက်အတိမတ်ပြုတ်ကြတဲ့သဘောပဲ။စကလုံးတွေမလိုအပ်ဘူး။ဇရားတွေက ညကျန်တဲ့ချိန်တွေဆိုဆက်ပြီးဖြုံးတီးဖို့အကောင်းဆုံးတငယ်ချင်းတွေပဲသူတို့မှာခေါင်းမရှိဘူးကိုယ့်အကိုအထာလေးနဲ့လှုပ်ရှားနေကြတဲ့သူတွေမိန်းကလေး၄-၅ယောက်အခန်းကစုနေပြီးကလပ်မှာဝေတာနဲ့ချိန်ပြီးလှုပ်ရှားနေကြတာညဘက်အိမ်ပြန်တဲ့ချိန်ဆိုရင်တော့ပုံမှန်၂ယောက်လောက်ပဲ ပြန်ပါလာတော့တာသူတို့နဲ့သူတို့နေတဲ့နေရာကို လိုက်သွားဟိုရောက်ရင်ပောက်ကရတွေတူလို့စကားတွေမိုးလင်းကနေ့ထိပြောပြီးနေမထွက်ခင်ဆို ပုံမှန်ကိုတို့အိမ်ပြန်လာကြတယ်။အိမ်ရောက်ရင်နေလေလောက်ထိအိတ်နှုံးမညဘက်အတွက်ပတ်စံရှာဒါနဲ့ပဲလုံးလေချလေးလိုက်နေတော့တာ။ပိုင်ပိုင်ကလည်းသူ့ကောင်းနေတဲ့ကစိတ်ချရတဲ့ကောင်းမတွေနဲ့ကိုကိုချိတ်ပေးတယ်။ချိတ်ပေးမှလည်းကြမှာ။ဒီကောင်ကကိုလိုမျိုးဆရာကြီးတွေနဲ့အဆက်အသွယ်မရှိဘူး။အဲ့ဒီမှာဈေးကနှစ်ဈေးဖြစ်သွားတာပေါ့။ကိုစီကထွက်တာကတစ်ဈေး။ဒီကောင်စီကပြန်ထွက်တာကတစ်ဈေး။ ။တခါတလေဆိုကိုရှိမာတင်ဒီကောင်ပြန်ပေးနေတဲ့ဈေးတွေကကြောက်စရာဈေးတွေ။ကိုကတော့ဒီကောင်ကိုကြည့်ပြီးဈေးနေလိုက်တာပဲ။ဘာပဲဖြစ်ဖြစ်ပတ်စံကအတူတူတုံးနေရတာပဲကို။အဖန်စီလမ်းကြောင်းတွေအေဂျင့်သွားတော့ကိုတို့ကလပ်သွားကြတာကိုနားလိုက်ကြတယ်။ကိုလည်းအခုစောနဲ့ညိနေပြီ။စောကအိမ်ကပေးတာနဲ့ကိုဒီအိမ်ကို ပြောင်းလာလိုက်ပြီးညဘက်ဆိုအေးစစ်စစ်ပဲနေတော့တယ်။ ိုင်ပိုင်ကတော့ကလပ်ကိုသွားတော့မယ်နေတိုင်းတော့မဟုတ်ဘူးကလပ်မသွားတဲ့နေ့တွေဆိုရင် ကိုယ်အိမ်မှာလာလာအိတ်တယ်တခါတလေကြရင် sorry ခေါ်လာပေးတယ်လုံးဝအေးဆေးဆေးနေစင်းတဲ့နေ့တွေဆိုဒီကောင်ဘီယာတွေဝဲလာပြီးကိုယ်အိမ်ကိုရောက်လာရောအစောကိုဘီယာကို အတိုင်လေးဖွာပြီး ရင်ဖွင့်တော့တာပေါ့စကားလေးလေးပြင်ပြင်စီတွေပြောပြီးဒုက္ခတွေကိုငြိမ်ရှက်ရင်အခြေကုန်ထိုင်းခွာကြတာ စကလုံးတွေနဲ့ပိုက်အိမ်ဆောက်ကြတယ်။ကိုချမ်းသာသွားရင် သူကကိုရဲ့လူယုံလုံးမယ်ဆိုတဲ့ကြောင်းသူ software တည်ကြတွဲပြီးအေးချမ်းချမ်းနေကြတော့မယ်ဆိုတဲ့ကြောင်း DJ ပညာကိုလေ့လာပြီး ကလပ်တွေမှာသချင်းလိုက်တီးမယ်ဆိုတဲ့ကြောင်းအကြောင်းအရာတွေအများကြီးနဲ့ကိုတို့ညတွေကိုပြောတော့ပြစ်တတ်ကြတယ်။ပြောရင်းနဲ့ထထပြီးဇေရတာလဲအမောကြောင်ဖတ်တာတွေနဲ့ပစ္စည်းတွေပြပြီး စကားလမ်းကြောင်းလွဲလွဲသွားတာတွေကြောင့်ဒီကောင်အရန်စိတ်သက်ကြနေတဲ့ချိန်တွေဆိုရင်တော့စကားသိမ့်မပြောပဲသချင်းနားထောင်နေတတ်တယ်။ဒီကောင်လည်းကိုလိုပဲသချင်းတစ်ပုတ်တည်းကို အချိန်ပေါင်းများစွာနားထောင်တတ်တဲ့အချင်းရှိတယ်။ဒီကောင်နားထောင်နေကြသချင်းက cleaning out my closet ဆိုတဲ့သချင်းဒီကောင်ငြိမ်ငြိမ်လေးနားထောင်နေတော်တော်လေးကြာမှသူ့မိသားစုကိစ္စတွေထပြောတယ် သူ့မရဲ့ဇမားရေးချင်းနေသူ့ကိုရီအမရီနဲ့သူ့ရဲ့ဒစိမ့်ဘာသာဆက်ဆံရေးအခြေအနေတွေနဲ့သူ့တို့မိသားစုရဲ့အခြေတွေအကြောင်းအပြင်ဘက်ကိုကြည့်လိုက်တော့မိုးလင်းကနေပြီးတိုက်တွေရဲ့ကြားမှာစိတ်ရှိလက်ရှိအလင်းတွေ အော်အန်ပြစ်လိုက်ဖို့ပြုတ်တက်လာနေတဲ့နေအောင်ဖြားဖြားကို တွေ့နေရတယ်ဒီနေ့ညလဲမိဖဲနဲ့မိုးလင်းရပြန်ပြီ cleaning out my closet ကိုပြန်ဖွင့်လိုက်တယ် အရာကိုတည်တည်ဆတ်ဆတ်ပြန်ခင်းလိုက်တယ်။ဒီသင်းတွေကမန်ပါတဲ့ရက်စာသားတွေက နာစီကနေတဆင်ကိုယ့်ရဲ့အတွေးတွေအတိတ်တွေကိုဆွဲခါနေတယ်။တစ်ခုခုကိုထပြီးတိုက်ခိုက်ပြလိုက်ခြင်းစိတ်တောင်းပေါက်လာတယ်။အရင်ကဖြစ်ခဲ့ဘူးတဲ့ရံပွဲတွေအကြောင်းကိုပြန်စဉ်းစားနေမိတယ်။လူငယ်ဘဝကနေစပြီးအခုရံမဖြစ်တော့ဘဲနေလို့ရတဲ့အနေအထားထိရောက်လာအောင်ဖြစ်ခဲ့တဲ့ဇံပွဲတွေအကြောင်း ကိုနဲ့ကြွက်ပေါင်းပြီးလိုက်စော်ခဲ့တဲ့လမ်းမပေါ်ကဂျံပွဲတွေရဲ့အကြောင်းကြွက်ဆိုတဲ့ကောင်ကဆရာကြီးရဲ့တူဒီကောင်ကငငယ်လေးကလေးကဇာနဲ့ဆိုတဲ့ကောင်မျိုး၆တန်းနှစ်ကအကြောင်းမှာခဲရန်ဆွန်တဲ့ဓာနဲ့သူ့ခန်းထဲကကောင်ကို ထိုးလိုက်တော့သူ့အမေတွေက သူ့ကိုကြောင်းထုတ်လိုက်ကြတာအဲ့ဒီကလေးကသူပညာရေးနဲ့အဆက်အသွယ်ပြတ်ပြီးအလုတ်ရှုပ်ထုပ်တွေစလုပ်တက်လာတယ်ဆိုပါတော့ဒီကောင်နဲ့စခင်တာက ိုးဘက်ရက်ကွက်ဒီဘက်ရက်ကွက်ရံပွဲကြောင်းဆရာကြီးရဲ့အမေဆုံးတော့နာရီအိမ်မှာဖဲဝိုင်းလှုပ်ကြတာကနေစတာဖဲဝိုင်းလှုပ်တော့ဟိုဘက်ပိုင်းကကောင်တွေ ဖဲလာရိုက်ကြတယ်ဒီနေရာမှာကအဲ့ဒီလိုဖဲဝိုင်းတွေ ဆိုရင်နာမည်ကြီးတွေပဲစုပြီးကစားကြတော့အယောစားများတယ်အလုတ်သမားဖဲလင်ရိုက်တဲ့ကောင်တွေလည်းပါလာတတ်တယ်ဒီလိုဝိုင်းတွေကဂျမ်ပွဲတွေဖြစ်တဲ့လုံးလုံး ဆရာကြီးကအစီအစဉ်တွေဆွဲထားလိုက်တယ်။အိမ်ရှိလမ်းမတစ်ဖက်တစ်ချက်စီက လမ်းဘေးမြေသား ပေါပွားတွေအောက်မှာဓာတ်တွေထည့်ပြီးတင်းနေဖုံးထားတယ်။အဲ့ဒီအပေါ်မှာ secret ဘူးကွန်လွတ်တဲ့တင်းနေနေထည့်ပြီးတင်ထားတယ်။ secret ဘူးကွန်ရှိတဲ့နေရာကိုဖွားလိုက်တာနဲ့ဒါပဲ။ဘယ်သူမှလက်ထဲမှာပေါပေါတင်တင်မကန်ကြဘူး။ informer တွေလည်းလာပြီးစောင့်ကြည့်တတ်တော့ရဲကိုလက်တို့လိုက်မှဆိုလို့ မကိုင်းထားကြတဲ့သဘောပဲဆရာကြီးကသူ့အိမ်တကားကိုတော့တော့ခတ်ထားလိုက်တယ်တခုခုဆိုသူ့မိသားစုဝင်တွေမထိခိုက်အောင်မတော်ကဖဲဝိုင်းမှာအဆောင်အကောက်တွေဘာတွေကောက်ပေါ်ကျွတ်ကအဲ့ဒီအချိန်ဖဲဝင်ကြနေတာဖြစ်ချင်တော့အလုသမားတွေတဲကတကောင်ကဖဲကိုမာကင်ပေးလိုက်တာကို နိုင်ကြီးဆိုတဲ့ကောင်ကတွေ့သွားတယ်အဲ့မှာဝိုင်းလေးကိုခုံးဝင်ပြီးအကောင်လေဘင်းကိုညှင့် ညနာကိုရိုက်ပြီးအပြင်ကိုဆွဲထုတ်လာပါရော။ဟိုကောင်းစီမာကချွတ်နေဆိုတာကိုတရောင်စားကမမြင်ဘူး။နှစ်ယောက်ပူနေတော့ဟိုကောင်ကနိုင်ကြီးပိုက်ကိုစောင့်ထိုးလိုက်ရော။လူတွေရိုး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 ဖြစ်နေတော့ဘသူမှသတိမထားမိလိုက်ဘူး။နိုင်ကြီးလည်းလန့်သွားပြီးလှုပ်လိုက်တာပေါ့။ဒါပေမဲ့ကြွက်ကလန့်တွေလိုက်တယ်။အဲ့ဒီမှာကြွက်ကသူ့လွယ်ထဲကဓာတ်ကိုထုတ်ပြီးအလုသမားကောင်ကိုလိုက်ထိုးပါလေရော။ ကိုလိုလဲလောင်ပြီးဆိုတာသိလိုက်တော့မြုပ်ထားတဲ့ဓာရီကိုဖော်တယောက်တစ်ချောင်းကင်ပြီးအနောက်ကနေပြေးလိုက်ကြတာပေါ့အလုတ်သမားကသူတို့ရက်ွက်အထိရောက်အောင်ပြေးတယ်သူတို့ကားလမ်းမဘက်အချမ်းကိုလည်းရောက်သွားရောသူတို့လမ်းထိပ်လက်ဖက်ရည်ဆိုင်တွေကသူ့လူတွေထွက်ချလာပါရောအဲ့ဒီအချိန်မှာကျွတ်ကဟိုဘက်ပိုင်းထဲကိုကျွန်းနေပြီကျွတ်နဲ့အလုတ်သမားနဲ့လုံးနေတော့ဟိုကောင်ကကျွတ်ကိုဝိုင်းပြီးထူထောင်နေကြပြီ ကြံကောင်းတာဒီကောင်တွေအကုန်လုံးကလုပ်တွေ ခွေးချေကောင်တွေ ਨੇ အဲ့ဒီချိန်မှာငါတို့ဘက်ကဖွာကြီးဆိုတဲ့ကောင်ကမေးတွေအကုန်လုံးကို ခုတ်ကွာလို့អော်ပြီးဒီကောင်တွေ ရှိတဲ့ဗချမ်းကိုကုပြီးပြေးသွားတယ်။ဆရာကြီးတို့တွေပါ နောက်ကပြေးလိုက်သွားပြီးလိုက်ခုတ်ကြတာပေါ့။အဲ့ဒီမှာပြောစရာရှိတာက ရုပ်ရှင်တွေတဲကလို့တွေးထွက်တန်းယူအပိုင်းပိုင်းပြတ်သွားမယ်လို့တော့မထင်နဲ့။ဓာတ်တွေကအတုံးတွေ။ အကုန်လုံးကလူတက်ပြီးထမင်းရှာစားနေတဲ့ professional မဟုတ်တဲ့အတွက်ဟန်ပြပဲခြင်ကြတာလူတက်စားနေတဲ့ကောင်တွေလည်းရှိတယ်ဒါပေမဲ့ဒီကောင်တွေက သူ့ဟာသူတက်တက်နေတာဒီလိုကိစ္စတွေမှာဝင်းမလျှောက်ဘူးဆိုတော့ခုတ်ကြတော့လဲဒုတ်ပုတ်ဆိုပြီးညီုံကလွဲလို့ဘာမှကြီးကြီးမားမားမဖြစ်ကြဘူးဒုံးနဲ့ကြိုက်တယ်လို့ပဲအဲ့ဒီမှာငါတို့ဘက်ကဖွဲ့လိုက်ကြီးလူကြီးသွားပြီး ဟိုဘက်ကကောင်တွေကိုရက်ွက်แท้ที่ไล่တွဲနေကြတာမှပျော်ကြာကြီးဟိုဘက်ကကောင်တွေလည်းသူများအိမ်တွေဘောကို တက်ပြေးတဲ့ကောင်ကပြေးလမ်းပေါ်မှာထိုင်းရှိခိုးတဲ့ကောင်တွေကရှိခိုးနဲ့ပြားကုံတော့တာပေါ့အချိန်ရကိုဆက်လိုက်စရာမလိုတော့ဘူးဆိုတာကိုသိလိုက်တယ်ဒါနဲ့ကလမ်းမပေါ်လဲကြနေတဲ့ကျွက်ကို တွဲခေါ်စိုက်ကားငှပြီးဆရာကြီးတို့အိမ်ရှိကိုပဲပြန်လာခဲ့လိုက်တယ်ဆရာကြီးတို့အိမ်ရှိရောက်တော့ ဖဲဝိုင်းမှာကလိုရက်ွက်ထဲကလူတွေပဲရှိတော့တာနိုင်ကြီးကတော့ဘိုက်ကိုလက်နဲ့အုပ်ပြီးထိုင်နေတယ်အနာကိုတေချာကြည့်လိုက်တော့ပြဲသွားယုံလိုက်ပဲချုပ်လိုက်ရင်ရတယ်စိုးရင်စရာမရှိဘူးကျွက်လဲနဖူးနဲ့ဂျိုးဆောင်တွေကွဲလာတယ်ဒါနဲ့စောစောကငားလာတဲ့စိုက်ကားနဲ့ပဲကိုလိုရက်ွက်ထဲကပါလာလာချုပ်လွတ်တဲ့ဆရာဝန်စီဟိုကောင်နှကောင်ကိုခေါ်သွားရတော့တာပေါ့ဆရာဝန်က ိုနဲ့တော်တော်ရင်းနေတယ်ဆိုတော့ညဘက်ကြီးလဲခေါ်နှုတ်ပြီးအကူကြီးတောင်းလို့ရတယ်။စေကန်းကိုရောက်တော့ကျွတ်ကကိုကိုကျေးဇူးတင်တဲ့ပုံစံနဲ့ကြည့်တယ်။ဒီကောင်တွေဟာတယောက်ယောက်ကဂယုစိုက်တာကိုမခံစားဘူးတဲ့ကောင်တွေဆိုတော့တယောက်ယောက်ကများသူတို့ကိုဂယုတစိုက်ရှိနေပေးရင်တိတ်ကိုตายရတတ်ကြတဲ့ကောင်တွေသူတို့ကိုလူတွေကယုံကြောက်ကြီးတွေပဲဆက်ဆံကြတော့အပေါင်းအသင်းမိတ်ဆွေဆိုတဲ့အပိုင်းတွေကို တည်တည်ချာချာမခံစားဘူးကြဘူးဒါဒီကောင်တွေနဲ့ကို နောက်ပိုင်းမှာအပူပူတွတ်တွဲဖြစ်လာဖို့အစာပြုတ်ခဲ့တာပါပဲချုပ်ပြီးပြုတ်ပြီးလို့စေကန်းကနေပြန်လာတော့ဆရာကြီးတို့အိမ်ရှိမှာ လိုက်သွားတဲ့လူတွေအကုန်ပြန်ရောက်နေကြပြီဟိုဘက်ရက်ွက်ကအပိုင်စားပဲကြီးလဲပါလာတယ်ပြဿနာဖြစ်သွားတဲ့အတွက်သူတောင်းပန်တဲ့အကြောင်းသူ့လူတွေကို သူ ဆုံးမပေးပါမယ်ဆိုတဲ့အကြောင်းဆရာကြီးနဲ့ထိုင်ပြောနေတာ မင်းတို့တော့အားနာတဲ့ငဆိုးမင်းကောင်တွေကိုငါတို့နဲ့လာမရှုံမိစေဖို့ဆုံးမထားစမ်းလို့ဆရာကြီးကပြောနေတာကို ကြားလိုက်တယ်။နောက်မှသိရတာကဦးငဆိုးနဲ့ဆရာကြီးကငယ်တငယ်ချင်းတွေအရေးခင်တနက်ကိုင်းရန်ကားတော့ကလည်းအမှုရွဲတွေတဲ့ဦးငဆိုးပြန်သွားတော့ဆရာကြီးကကြွက်ကိုဆယ်ရောနိုင်ကြီးကသူ့ကိစ္စကိုသူ ရှင်းမှာပေါ့မင်းကမင်းနဲ့ဘာဆိုင်လို့ဓာတ်နဲ့လိုက်ထိုးရတာလဲ။ မင်းလိုက်တော့အကုန်ပါပြီးဇရာတွေရှုပ်ကုန်တော့တာပေါ့ကျွဲ့ဘာမှပြန်မပြောဘူးပြန်ပြောရင် သူအထုထောင်းခံရမယ်ဆိုတာ အတွေ့အကြုံအရသူရိပ်မိနေတယ်ဝိုင်းတွေအကုန်သိမ့်လိုက်တော့ငါမေမတော်ပေါ်တာတောင်အေးချမ်းချမ်းမတော်မပေါ်ရဘူးဆိုပြီးဆရာကြီးတောင်းကျမ်းနေတာကိုဆက်ကြားလိုက်ရတယ်ခဏနေတော့ရဲတွေဆိုင်ကယ်၃စီးနဲ့ရောက်လာပါလေရောဆရာကြီးထွက်တွေ့ပြီးဘာမှမဖြစ်တဲ့အကြောင်း ဟန်နဲ့သဘောလောက်ပဲလိုက်ကြတဲ့အကြောင်းပဝန်းကျင်အနောက်ရှေ့ဖြစ်သွားအောင် လုံမိတဲ့အတွက်တောက်မှန်ပါတယ်ဆိုတဲ့အကြောင်းပြောပြီးနည်းနည်းပြုစုပေးပြီးပြန်လှုပ်လိုက်တယ်။အလုံးပြီးသွားတော့ညင်းနေနေပြီ။ဆရာကြီးကလမ်းကြောင်းထုတ်ကြီးတစ်ထုတ်ပေးခဲ့ပြီးသတိဝရိယနဲ့နေကြဖို့မှာတယ်။ပြီးတော့သူ့အိမ်ထဲဝင်သွားတော့တာပေါ့။ကိုလိုလည်းအတိုင်တွေဖွာပြီးမိုးလင်းပေါက်ပိုကထိုင်းတောင်းနေလိုက်ကြတယ်။ မိုးလင်းလို့လူစုခွဲကနေကြတော့ဟိုဘရက်ကွက်ကကိုရိုလူတယောက်ကဖွာဖို့လာတောင်းရင်တရင်လာပေးသွားတယ်။ဒီကောင်တွေဘက်ကကွက်ပြေကုံတာဆယ်ယောက်ကျော်လောက်ရှိတယ်။ကြီးကြီးမားမားထိသွားတဲ့ကောင်တော့တကောင်းမှမရှိဘူးတဲ့။ငါတို့လည်းပြိုင်တူရေကြပြီးကိုရင်ကိုပြန်လာခဲ့လိုက်ကြတယ်။ကြွက်ဆိုတဲ့ကောင်ကအဲ့ဒီလိုမှွေတာ။နောက်ပိုင်းမှာလည်းသူနဲ့တွေ့ပြီးရှင်းရတဲ့ဇာတ်ရီမှများကြီး။ဒီကောင်က ရံဖြစ်ရတာကိုနှစ်သက်တဲ့ဒရေနဲ့လူဖြစ်လာတဲ့ကောင်းလို့တောင်းပြောလို့ရတယ်။အဲ့ဒီနေ့ကအိမ်ကိုပြန်ရောက်တော့အိပ်ပြောတဲ့အထိဖွင့်ပြီးနားထောင်မိတဲ့သချင်းတစ်ပုဒ်ကိုတောင်းအခုထိမှတ်မိနေသေးတယ်။ Linkin Park ရဲ့ Waiting for the End ဆိုတဲ့သချင်းပဲ။နောက်ပိုင်းမှာလည်းအဲ့ဒီသချင်းကို မကြာခဏဆိုသလိုမနားထောင်ဖြစ်ခဲ့ပါဗျ။ကြွေရဲ့အကြောင်းကို ပြန်တွေးနေမိရင်လည်းအဲ့ဒီအချိန်က ကိုယ့်ရဲ့ပုံစံကိုကိုပြန်ပြီးတွေးမိသွားတယ်။အဲ့ဒီချိန်ကကိုယ့်ရဲ့ပုံစံကသချင်းတွေနဲ့ရောထွေးရှုပ်ရှက်ခံနေခဲ့ပြီးသချင်းပောက်ကွဲလွယ်သလိုအချိန်တိုင်းလိုလဲလေးပင်ထိုင်မိုင်းနေတတ်တဲ့လူငယ်တယောက်ပဲ။နေ့လည်ခင်းအိယာကနိုးတာနဲ့အတိုင်တတိုင်နဲ့ဖက်စရာစာအုပ်တော့ကိုယူပြီးအင်သာတဲ့ဓာ ਈ ဝက်လောက်ကြောင်းသွားထိုင်နေတတ်တယ်။အတိုင်ကုန်းသွားတော့မှအင်သာတွေကထွက်လာပြီး ဆလရှင်ကူးထားတဲ့တချင်းကွေကိုဖွင့်ရေမိုးချိုးမနစာရီဘာရီအေးစစ်စစ်စာကော်ဖီတောက်ပြီးတော့မှလမ်းထဲကိုဆင်တာအဲ့ဒီချိန်ဆိုငမင်းကလှုပ်လှုပ်နေပြီဒီကောင်ကဆရာကြီးရဲ့လက်ခွဲဆရာကြီးကပစ္စည်းတွေကိုလက်ထုပ်လေးတွေ ထုတ်ပေးပြီးဒီကောင်ကိုကြောင်းခိုင်းတာလက်ထုပ်ဆိုလို့လက်ထုပ်ထုတ်တဲ့အကြောင်းကိုနည်းနည်းပြောပြမယ်ကုံတွေတွေက လာပို့တဲ့အခါ ပိတ်တာတုံးတွေလာပေါ်တာတပိတ်တာဆိုတာကျင့်နေအောင်ဖိထားတဲ့လေးတောင်အတုံးတုံးပဲအဲ့ဒီဟာကိုမှဖွင့်ပြီးဖြွားပြရတာဖြွားလိုက်ရင်အများကြီးဖြစ်သွားရောအများကြီးဖြစ်သွားတာကိုမှအပေါ်ရန်အခက်တွေကိုလက်နဲ့သိမ့်ပြီးဆွဲမလိုက်တဲ့အခါအောက်မှာဘောတွေနဲ့အခြေတွေကျန်းနေကြတာအဲ့ဒီအခြေတွေတဲကမှ အပေါ်ရန်အဖက်တွေကိုဖဲ့ယူပြီးတက်တက်ထုတ်ထားလိုက်တယ် အရာကရှူဖို့လာတောင်းတဲ့ကောင်တွေကို ပေးဖို့ကျန်တဲ့ဘောတွေအမှုန်တွေကိုတော့လွင့်ပြဖို့တတ်တန့်ထုတ်ထားလိုက်တယ်။လက်နဲ့တင်းယူထားတဲ့အကက်တွေတဲကမှ ပြစ်ပြီးကျန်နေတဲ့အကက်တွေကို ရွေးယူထားပြီးတတ်တန့်ဖယ်ထားလိုက်တယ်။အရာကိုကိုရိုးတွေရှူကြတာဘိုးစားလို့ခေါ်ကြတယ်။ကျန်တာတွေကမှ1500တန်း၊3000တန်း၊5000တန်း၊1000တန်းဆိုပြီး အထုပ်တွေအလင်းတင့်တယ်လို့ခွဲထုတ်လိုက်ကြတာပေါ့အမိုက်စားနဲ့ခေါ်သားဆိုတာလည်းထုတ်ရသေးတယ်အဲ့ဓာတွေကတော့ပြန်ရောက်စားမဲ့ကောင်တွေလာလာဝယ်ကြတာအမိုက်စားက30တာခေါ်သားဆိုတာက9ချက်တာပေါ့ဆရာကြီးကလုံးဝချိန်ခွင်မတော်ဘူးသူကကိုတို့မမွေးခင်ကလေးကဒီအလုပ်ကိုလှုပ်လာခဲ့တဲ့သူဆိုတော့သူလှုပ်ပေးတဲ့ဟာတွေကတော့ချိန်လိုက်ရင်လေလုံးဝကွက်တီပဲ။ ကိုလန်းနဲ့ဆင်းတဲ့အချိန်က သူပစ္စည်းထုံမဲ့အချိန်ကိုရောက်ပြီဆိုရင်ဇက်ကွက်ဆွန်လောင်းဓမယုံဖြစ်တယ်လို့ဆောက်ထားတဲ့အဟောင်းကြီးနောက်ကိုသွားဒါလဘက်စာကြီးခင်းပြီးအထုပ်ဖွင့်ကြတာပေါ့အဲမှာနောက်နေ့မနေ့ဇောင်းဖို့အတွက်ပါတခါလေးဝိုင်းကူထုပ်ကိုစားဖို့နည်းနည်းယူ လွင့်ပြင်းမဲ့ဘောတွေအမုံတွေကိုယူလာပြီး ကိုရင်ပဲပြန်သေးလာခဲ့တာပေါ့လမ်းခွေးကိုရောက်တာနဲ့ယူလာတဲ့ဘောနဲ့အမုံတုပ်ကြီးကို လမ်းဘေးမှာဒီတိုင်းပြစ်ချအပေါ်ကနေအိမ်တုပ်ဆေးပုံအလုပ်ကိုအုပ်အတိုင်လေးတိုင်းဖွာနေပြီး လာဖန်တဲ့ចောင်းသားတွေကိုခိုင်းကြည့်နေတော့တာပဲအဲ့ဒီအချိန်ကငမင်းထမင်းစားနားတဲ့အချိန်အမှန်တော့ကြောင်းတဲ့ကိစ္စကကိုနဲ့မဆိုင်ဘူးကိုကလိမ်မို့ထိုင်းဆောင်နေတာပြီးတော့အဲ့ဒီလမ်းခွေးလေးရဲ့ဘေးကနှစ်ထပ်အိမ်မှာဘိတ်ကနေចောင်းလာတက်တဲ့ကလမလေးတယောက်ရှိတယ် ိတ်တူကလမလေးဆိုတော့တိတဲ့အတိုင်းပဲစကားမပီကလာပီကလာနဲ့ဖြူဖြူပွေးပွေးချော်ချော်လေးသူကလည်းကိုလားထိုင်နေတဲ့ချိန်ဆိုတရင်ပေါက်ကနေလှန်လှန်ချိန်နေတဲ့တဲ့ကိုကလည်းပြဲကြောင်ပြဲကြောင်နဲ့သူ့ကိုပြန်ကြည့်နှကန်းလေးလှုပ်ယုံအတန်တိတ်စကားတွေလန့်ပြောအကြည့်ချင်းဖလဲသူကလည်းအမူအရာတွေနဲ့ပြန်ပြီးဟန်ရေးပြနဲ့လုံးဝကိုတဟဇာတာမျှပြီး လှပတဲ့နေလေခင်းလေးတွေပါပဲ။နောက်တော့ကြောင်းပိတ်လို့ဘိတ်ကိုခဏပြန်သွားတဲ့အချိန်မှာပဲဟိုမှာဆိုင်ကယ်အက်ဆီဒန့်ဖြစ်ပြီးဆုံးသွားခဲ့ကြတယ်။ကိုမအဲ့ဒီတရင်ကိုကြာကြာချင်းချက်ကြီးကိုလဲလိန်ထားသလိုမုံကုတ်ပြော့ခွေသွားတော့တာပဲ။ဒါပေမဲ့တုံးစံအတိုင်းပါပဲ။အဲ့ဒီလမ်းခွေလေးမှာတွတ်သွားပြီးထိုင်မြဲထိုင်နေခဲ့တယ်။သူကိုကိုလှမ်းပြီးချိန်နေကြတရင်ပေါက်ကလေးကို ခက်ဆွေးဆွေးငေးရီနေခဲ့ရင်ပေါ့အဲ့ဒီလိုချိန်တွေမှာမဟုတ်မလဲကောင်းတွေကိုကိုလာမေးကြရင်လဲအခြေတွေဘောတွေနဲ့ကိုသိမ့်ထားတဲ့ကဏမာဘန်းကရွက်ချောက်တွေကိုရောထုတ်ပြီးရောင်းထည့်လိုက်တာပဲအနံ့ကတော့အတူတူပဲတော့သုံးမကြတဲ့ကောင်တွေကတော့မသိဘူးလိန်လို့မရမဲ့ကောင်တွေကမှဟိုကောင်ငမင်းထမင်းစားသွားတယ်ဆိုပြီးခဏဆောင်းခိုင်းထားလိုက်တာကိုလည်း အဲ့ဒီလိုနှကောင်လောက်ကို စီဆွပေးလိုက်ပြီးရင်ရတဲ့ပတ်စံကိုကြည့်ရတင်းပေါက်ကလေးကိုတစ်ချက်လှမ်းကြည့်ပြီးအိမ်ဘက်ပြန်လာခဲ့လိုက်တယ်။ပြီးမှအတိုင်လေးဖွာစာအုပ်လေးဖတ်သချင်းလေးနားထောင်ပြီးမောင်နဲ့အချိန်ထိနှက်နေလိုက်တော့တာပေါ့။မောင်လာတော့မှသာအရက်တော့ဖို့လမ်းလေးကိုထပ်ဆင်းပြီးဆရာကြီးရှိတဲ့အရက်ဆိုင်ကိုသွားတာ။နောက်ဆိုအလိန်ခံလိုက်ရတဲ့ကောင်တွေပြန်လာရှာရင်စကားတွေပြောပြီး ပြန်ဖြည့်ရှင်းနေရတာအလုံရှုံလို့ကိုရောက်ရင်ဝိုင်းကကောင်းနေပြီဆရာကြီးကလည်းမူနေပြီအဲ့ဒီမှာကိုရောက်တော့ငါကောင်လာပြီဆိုပြီးအတူတူထက်တော့ပေါက် ပေါက်တွေဖောင်းပြီးတော့သူရွက်ဆောင်းသွားတော့မှသူ့အိမ်ကို ကိုကပြန်လိုက်ပို့ပေးရတာသူကအချားကောင်တွေကိုတိတ်မယုံဘူးသူ့အိမ်ရှိကိုရောက်တော့ဆရာကြီးကတခုပြောတယ်တာမင်းပတ်စံလို့ငါ့ကိုပြော ចောင်းသားတွေကိုမလိန်နေတဲ့မင်းလိန်လိုက်တဲ့ကောင်တွေပြန်လာပြီးပစ္စည်းတွေကိုပြလို့ငမင်းအစ်စ်ပြန်လဲပြလိုက်ရတာခဏခဏရှိပြီးပြပြလေးလေးပြန်လာပြောတာကပြဿနာမရှိဘူးဒီကောင်တွေ꽌လာရှာရင်ပြန်ထုပြီးထောင်းလွှတ်နေရမှာအလုရှုပ်တယ်ရောင်းဝယ်တွေပြတ်တယ်တဲ့ဟုတ်ကျွန်တော်နောက်မလုတော့ပါဘူးလို့ဂရိပေးခဲ့လိုက်တယ်ကိုလည်းနောက်ပိုင်းမှာမလိန်ဖြစ်တော့ဘူးသူရှူဖို့ပေးတာကို ကိုကပြန်ရောက်စားလို့ရတဲ့အထိများနေတာကိုဆရာကြီးအိမ်ထဲဝင်သွားရင်အเจ้าဝယ်တွေလည်းအကုန်သိမ့်ပြီသူက သူ့အိမ်ထဲမဝင်ခင်မင်းတို့စားဖို့ရှိသေးလားလို့မေးတယ်ရှိတယ်ဆိုရင်ပစ္စည်းတုပ်တွေကို သူ့ဟာသူတနေရရမှာတွားဖွဲ့ထားခဲ့တာသူအိမ်ထဲဝင်သွားတာနဲ့ကိုလည်းကိုအိမ်ကို ပြန်လာခဲ့လိုက်တော့တယ်ပြီးရင်တညလုံးသင်းသားထောင်းပြီးဇလန်းခွေတွေကြည်နေတော့တာပဲ။ ခါတလေကြာရင်ည2နာရီလောက်ဆိုအိမ်ရှိကနေဆရာကြီးလာခေါ်တဲ့တဲ့သူတရင်လို့လာတာသူနဲ့အတူထိုင်းစွာပြီး စကားတွေပါတွေပြောလူသွားလူလာကိုစောင့်ကြည့်ပေါ့အဲ့ဒီအချိန်ဆို ဖာတဲ့တွေအချောက်တွေနဲ့တခိုးတွေလမ်းတွေကနေဖြတ်ဖြတ်သွားတဲ့တဲ့သူကအကုန်လုံးကိုတည်တယ်ဒီကောင်ကတော့ဘာလို့တာဟိုကောင်ကတော့ဘာကောင်ဒီကောင်မကတော့ဘာညာစသဖြင့် သူဝရံပြေဘဝနဲ့နေရာတုန်းကညဘက်တွေဆိုအိမ်မှာအိတ်လို့မရဘူးဇက်ွက်ထဲကနေအပြင်ကိုလည်းမထွက်ရဲတော့လမ်းတွေကတပင်တွေပေါ်ကိုတက်ပြီးအိတ်ခေရတာအဲ့ဒီမှာ သူကညဘက်အိတ်မပြောရင်တလန်းလုံးကိုစောင့်ကြည့်နေတော့တာပေါ့ဘိန်ကချောင်းမကြီးစီကိုသူ့တငယ်ဘိန်က ကောင်းလေးကဘယ်အချိန်မှလာတာဘိန်ကမိမကဘိန်ကကောင်းတဲ့ညဘက်တွေဆိုဘယ်မှာခိုးစားနေတာ ဇက်ကွက်လူကြီးကလန်းခင်းမဲ့တဲရီကြောက်တွေကိုညဘက်ဘဲချိန်မှာသူ့အိမ်ထဲထထသဲနေတာစသဖြင့်သူမသိတာဘာမှမရှိဘူးအဲ့ဒီတော့တလန်လုံးမှာရှိရှိသမျှလူတွေအကုန်လုံးကို သူက အောက်ဖဲလန်လို့ညနေတာပေါ့ပြီးတော့သူကအပေကန်လဲရရော်တယ်လန်တွေကအစင်မပြေတဲ့မိသားစုတွေဆိုရင်ဈေးတုံးမို့ဟင်းစားဝယ်ဖို့ကလေးတွေကိုဆိုလဲမုံဖို့ចောင်းသားတွေဆိုလဲကျူရှင်လာက ။ဘာညာအကုန်လုံးသူလက်လန့်မိသလောက်အမြဲတမ်းပေးကမ်းနေခဲ့တာ။ဒါကြောင့်လဲဒီရက်ခွက်ထဲမှာသူ့ကိုအကုန်လုံးကဝိုင်းပြီးကောက်ွဲပေးနေကြတာပေါ့။ပြီးတော့ဆရာကြီးကဗုဒ္ဓဘာသာသာသနာပြု သူအိမ်တော်30လုံးက အစ္စလမ်ဘာသာဝင် ကလမတွေကြီးပဲ။သူနဲ့ယူပြီးတော့မှဗုဒ္ဓဘာသာဝင်တွေဖြစ်ကုန်ကြတာ။ဆရာကြီးစီကအမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းတွေနဲ့ဆက်ဆံရေးတွေအများကြီးကို က်တွေ့ကြကြပဲကိုတင်ခဲ့ရတယ်။သူနဲ့ကိုနဲ့စကားပြောရတာကိုသဘောကျတယ်။သူပြောသမျှကို ကိုကငြိမ်ပြီးနားထောင်နေလိုတယ်။ကိုကလည်းသူနဲ့စကားပြောရတဲ့အချိန်တိုင်းမှာလုံးလုံးကွက်ပြင်းရွက်ဆောင်နေတာ။အဲ့ဒီအချိန်တွေဆိုရင်တဏီကုံ ရှူထားသမျှတွေကစုပြီးလူကထိုင်းနေရင်နဲ့ဒီကုလုံးကို စုပ်ခွက်ကြည့်ကြည့်နဲ့ဆွဲဆုပ်ခံထားရသလိုပဲ။ထားလို့ကိုမရတော့တာ။ စကားလည်းမပြောနိုင်တော့ဘူးအဲတော့သူသဘောကျတာမှန်နေထင်စရာပဲဆရာကြီးကတခုတော့ကောင်းတယ်ကိုတို့ကိုလူမိုက်လုံနေသင်မပေးခဲ့ဘူးသူပြောတာကလူမိုက်တွေကတက်ဆိုးမရှိဘူးဟဲ့ကောင်လူလေတွေပဲတက်ဆိုးရှိတာအဲ့ဒါဆိုဆရာကြီးကရောဘာလို့လူမိုက်လုံနေတာလဲလို့မေးလိုက်တော့ငါမိုက်ခဲ့တာအရင်ကပါကွာ အဲ့ဒီတုန်းကမိုက်ခဲပုံတွေကိုမှတ်မိနေတဲ့လူတွေကသာငါ့ကိုအခုထိရှိန်းနေကြတာပြီးတော့ကျွတ်တို့ငသေးတို့နိုင်ကြီးတို့လိုကောင်တွေကငါနားမှာမြဲတမ်းရှိနေတော့ငါ့ကိုထင်ကြီးနေကြတာပေါ့တကယ်တော့အခုချိန်မှာငါထောင်ထဲလဲပြန်မဝင်ချင်ဘူးလူလဲမတက်ချင်ဘူးပတ်ဆံကိုအေးစိစိရှာပြီးဒီပတ်ဝန်းကျင်ကလေးမှာလွတ်လွတ်လပ်လပ်နေစင်တော့တယ်ဒါပေမဲ့လွယ်တော့ဘယ်လွယ်မလဲ ီကောင်တွေကိုတေချာခိုင်းတက်ရတယ်။လမ်းကြောင်းကြီးအယောအစားတွေလောက်ရတယ်။စိတ်တွေရှုပ်ရတယ်။အများကြီးစဉ်းစားရတယ်။အဓိကကတော့လူမိုက်တွေကိုလူလယ်တွေကအုပ်ချုပ်တဲ့နည်းနဲ့အုပ်ချုပ်တာပါပဲ။နောက်ပိုင်းမှသာသူရဲ့လူလယ်လုံလေးတွေနဲ့သူကြကြီးရှင်သန်နေထိုင်တတ်အောင် ပြုမူခဲ့ပုံတွေကိုကိုဖြည်းဖြည်းချင်းပဲတီးခဲ့ရတယ်။သူကိုဂလန်ကဆန်လောက်တဲ့ကောင်းတွေနဲ့သူ့ကိုကြော်တဲ့ကောင်းတွေ အထက်ကို အရှိုးရှိုးဝင်းသွားကြရတာတွေကိုရောပေါ့ဖုံးတယ်မြေးလာလို့အတွေးတွေကိုခဏဖြတ်ချလိုက်တယ်သူစီက ကိုနဲ့တူနေတဲ့အမျိုးသမီးလေးစီကပါအရင်လိုပါပဲနေကောင်းရဲ့လားထမင်းပုံမှန်စားရဲ့လားဟိုဟာတွေရှော့လုံတော့ဘာညာမှားပြီးဖုံးပြန်ချသွားတယ်သူငါ့ကိုစိတ်ပူနေသေးတာပဲလို့တွေးပြီးခဏလေးစီနူးသွားရပါသေးတယ် ကိုလည်းမြစ်တာငတ်နေတာဘလောက်တောင်ကြားနေခဲ့ပြီလဲမသိဘူးကိုကိုဂယူဆိုင်တက်တဲ့သူတယောက်လောက်များရှိလာရင် ပြုံးပြပြလေးကိုဖြစ်လာနေတော့တာပဲဒီနေ့တော့အလုပ်နည်းနည်းလုပ်ရမယ်လို့တွေးပြီး ကိုစီကယူနေကြကောင်းတွေကိုဖုံးတွေဆက် အချိန်တွေနေရာတွေသေချာသတ်မှတ်ပြီးချိန်ထားလိုက်တယ်ပြီးမှလီဝင်းရဲ့ lollipop ဆိုတဲ့တခြင်းကိုရပီလောက်ဖွင့်ထားလိုက်ပြီးပစ္စည်း၃ခုလောက်ကို စိမ်ပြေနှပြေထိုင်းရှူနေပြလိုက်တယ်။ဂျီရင်ပေါအပြင်ဘက်စီကဇာတိဥရုအချိန်နေနဲ့လုပဝန်းကျင်ဆိုတာကကိုနဲ့လုံးဝကိုမသက်ဆိုင်တဲ့ဒစိမ့်တွေလိုပဲ။ဟိုတွေးဒီတွေးတွေရှောက်တွေးနေရင် ကို့ညာဘက်ခြေောက်အတွင်းဘက်ခြေမျက်စီစီက not for sale ဆိုတဲ့စာတန်းနဲ့ဈေးကြောက်ရွက်ပုံတက်တူးလေးကို အမှတ်မထင်ကြည့်ပြီးရေလိုက်မိတယ်။တကယ်တော့ဈေးကြောက်ရွက်ပုံက အရွက်ပွားလေးခုနှစ်ခုရှိရမှာပါ။ဒါပေမဲ့ကုတ်ပုံမာက၅ခုပဲရှိတယ်။ဆရာကြီးစီမလည်းကိုနဲ့တပုံစံနဲ့တတူသူ့ခြေထောက်မှာရှိတယ်။အဲ့ဒီနေ့ကတတူလာထုတ်ပေးတဲ့ကောင်ကဆေးကြောက်တွေဆွတ်ရှူ၊ကွဲပြဲပြီးဆေးကြောက်ရပုံကို အပွားလေး၅ခုပဲထုတ်ပေးသွားခဲ့တာပေါ့။ နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း၃ကိုလည်းစောင့်မျှော်နာဆင်ပေးကြပါအောင်ခင်ဗျာ